တရင်းနိုင်တိုင်းဒေသကြီးပါတီဥက္ကဋ္ဌတရင်းနိုင်တိုင်းဝန်ကြီးချုပ်နဲ့စီမံဘဏ္ဍာဝန်ကြီးတွေနဲ့ပတ်သက်လို့တိုင်ကြားခဲ့တဲ့လွှတ်တော်ကိုယ်စားလှယ်14ရောက်ကို2020ရွေးကောက်ပွဲကနေဖယ်ရှားပြီးဝင်ခွင့်မပေးဘူးအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးမှာပြုလုပ်တဲ့ဗဟိုကော်မတီအစည်းအဝေးမှာဆွေးနွေးခဲ့ကြပါတယ်ဖေဖော်ဝါရီလ23ရက်နေ့24ရက်နေ့တွေမှာပြုလုပ်ခဲ့တဲ့အဲ့ဒီအစည်းအဝေးမှာကော့တောင်းပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဗဟိုကော်မတီဝင်ဦးခင်စောကတရင်းနိုင်တိုင်းဒေသကြီးကိုစားပြုပြီးဆွေးနွေးခဲ့တာပါ ဒီလိုတိုင်ကြားမှုတွေနဲ့ပတ်သက်ပြီးလို့မှန်ကန်မှုမရှိရင်တိုင်ကြားခံရတဲ့သူတွေအတွက်နစ်နာပြီးနောက်မျိုးဆက်တွေအတွက်လည်းအတူယူမမှားစေဖို့တိုင်ကြားသူတွေကို2020ရွေးကောက်ပွဲမှာဝင်ခွင့်မပေးဘဲဆုံးဖြတ်ချက်ချမှတ်ပေးဖို့ဗဟိုအလုံးမှုဆောင်အဖွဲ့ကိုတိုက်တွန်းခဲ့တာလို့ဥခင်စောကပြောပါရတယ်။နိုင်ငံတော်တိုင်ပင်ခံပုဂ္ဂိုလ်ရဲ့တရင်းနိုင်တိုင်းဒေသကြီးခီးစင်မှာမြိတ်ခရိုင်ကော့တောင်းခရိုင်နဲ့ဒဝဲခရိုင်တို့မှာတိုင်ဥက္ကဋ္ဌအပါအဝင်ဝင်ကြီးချုပ်ကိုဖြုတ်ချပေးဖို့လူလူတောင်းဆိုမှုတွေရှိခဲ့ကြပါရတယ်။ အဲ့ဒီလိုလူလူတောင်းဆိုမှုတွေရဲ့နောက်ွယ်မှာပါတီကအထုတ်ပယ်ခံရတဲ့သူတွေ88မျိုးဆက်တက်ကလူတွေနဲ့တခြားပါတီအဖွဲ့အစည်းကပုံကူတွေရဲ့နိုင်ငံရေးပြောကပါတယ်လို့လည်းဆိုပါတယ်ဒီပြောဆိုချက်တွေနဲ့ပတ်သက်ပြီးလွှတ်တော်ကိုယ်စားလှယ်တွေကြားမှာရောလူမှုကွန်ရက်စာမျက်နှာတွေပေါ်မှာပါဝေဖန်မှုတွေရှိနေပါတယ်အဆိုပါဆွေးနွေးချက်နဲ့ပတ်သက်ပြီးဘ ਹੁ ကဆုံးဖြတ်ချက်ချခဲ့တာမျိုးမရှိဘူးလို့လည်းသိရပါတယ်ခင်ဗျာ